ဘိုးကြီးတယောက်ဆိုလို့ဘုံမှုတယောက်ဆိုလို့ရှိရင်ဥစဉ်တပည့်ရဲ့ဆိုင်ကယ်ကိုလည်းတိတ်ထားတယ်ဒီယူထားတယ်ပေါ့တနေ့တိုးလေးဥစဉ်တို့ဒါရှေ့မှာယူထားတယ်လူဆိုလို့ရှိရင်ဥစဉ်တပည့်တွေနဲ့ကျွေးမှုနဲ့မကင်းဘူးဥစဉ်တပည့်သောခေါင်းဆောင်ဆိုဆိုင်ရှားမရေရမှာဥစဉ်တပည့်တွေပထမဆုံးစပြီးမှတိုက်ခဲ့တယ်ဥစဉ်တပည့်ပထမဆုံးပြည်သူစစ်တမ်းမှာဝင်ပြီးမှလှုပ်ဆောင်ခဲ့တယ်အဲ့ဥစဉ်တပည့်ကျွေးတဲ့ဟာနဲ့တော့သူမကင်းခဲ့ဘူးဒါပေမဲ့သူပြောတဲ့စကားလုံးတွေကရင်းရင်းတီတီရင်းအခါကဒါသူတို့မနေရ တွေ့တဲ့အခါမှာလည်းဗီဒီယိုဖိုင်ဓာတ်ပုံတွေအကုန်လုံးရိုက်ထားတာရှိပါတယ်သူတို့ဘာလုပ်မလဲဘယ်လိုတင်မလဲဆိုစောင့်ကြည့်နေဥစဉ်တော့ကလည်းတင်ဖို့ကတော့အတန်ပိုင်နဲ့အစင်တင်မဲ့အဲ့နဲ့ဥစဉ်တော့ကတန့်တဲ့ဗိုလ်ချုပ်ကိုအားနာတယ်ဘာလို့တန့်တဲ့ဗိုလ်ချုပ်ဒီနေမနာညာမနာတိုင်းပြည်ရဲ့တာဝန်ကိုအမှန်တကယ်ထမ်းဆောင်နေတဲ့အတွက်ကြောင့်အမှန်တကယ်လေးစားရတဲ့အတွက်ကြောင့်ဥစဉ်တော့လည်းအားကိုအားထားရတဲ့တတ်နိုင်မှုဖြစ်တဲ့အတွက်ကြောင့်เนาะဒါကြောင့်မို့လို့လေဥစဉ်တော့တခါတလေဟိုအားတွေကိုချမပြလေးရလို့ဥစဉ်ကပြောချင်ပါလေဗျာเนาะအဲ့တော့ ခြေတန်းစစ်မြေပြင်မှာတစ်ဖက်ကရန်သူတွေဟာစီးလုံးမှုပြိုကွဲနေတာဖြစ်တယ်လို့မတရားမှုတွေတော့မတရားမှုချုံနောင်မှုအောက်ကနေလွတ်မြောက်ခြင်းတဲ့သူတွေလည်းပြည်ရဲ့အချိုးလည်းရှိနေတဲ့အတွက်ကြောင့်ကိုယ့်ဘက်ကစစ်စစ်လုံးလုံးနဲ့ညီညွတ်ညွတ်နဲ့အောက်လက်လက်သားတွေကိုလည်းကိုသားကိုရဲ့သားသမီးဗမာလို့ကိုတပည့်အရင်ဗမာလို့ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့လူလိုဆက်ဆံခြင်းမခံရလို့ပောက်ကိုတော့ပောက်ကွဲနေတဲ့ရုပ်တံနဲ့အတူရန်ကုန်မော်လမြိုင်ယထာလန်းမိုင်းခွဲခံရပြီးတရားဒဇင်းပျက်စီးစစ်ကောင်စီကယထာများဖြင့်မော်လမြိုင်အခြေဆိုင်အရှိတောင်တိုင်းစစ်ဌာနချုပ်တို့စစ်ကူများနဲ့လက်လက်ခဲရန်များပို့ဆောင်နေတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်မွန်ဂီနယ်ပြီးလင်းမြို့နယ်အတွင်းရန်ကုန်မော်လမြိုင်ယထာလန်းမိုင်းခွဲခံရပြီးတရားဒဇင်းပျက်စီးသွားကြောင်းစစ်ကောင်စီတည်င်းရင်မြင့်နှင့်တော်လန်ရေးတည်င်းရင်မြင့်များထံမှသိရှိရသည့် ယနေ့မေလ6ရက်နေ့နနက်အစောပိုင်းဘီလင်းမြို့နယ်တွင်ရှိရန်ကုန်မော်လမြိုင်ယထာလန်းနှင်းပလဲဘူဒါနှင့်တောင်စုံဘူဒါအကြားမိုင်းခွဲခံရပြီးတရားတစင်းပါပြိုကျပျက်စီးသွားကြောင်းသိရှိရသည်တော်လန်ရေးတရင်ရင်းမြစ်တစ်ခုကလည်းရန်ကုန်မော်လမြိုင်ယထာလန်မိုင်းခွဲသည့်တရင်သိရှိထားပြီးမြို့တီအဖွဲ့ကလှုပ်ဆောင်သည်ကိုမသိရတော့လဲရန်ကုန်မော်လမြိုင်ယထာလန်မှတဆင့်ယထာများဖြင့်မော်လမြိုင်ရှိအရှိတောင်တိုင်းစစ်ဌာနချုပ်နှင့် ရတခနယ်မြေများသို့စစ်ကူများနှင့်လက်နက်ခဲယမ်းများပို့ဆောင်လေရှိကြောင်းသိရှိရသည်ယထာနှင့်စစ်ကူတွေပို့တာလက်နက်ခဲယမ်းတွေပို့တာတော့မကြာခဏရှိနေတယ်ယထာလန်မိုင်းခွဲတာတော့ဘသူတွေလုပ်လဲတော့မသိရဘူးယထာလန်ကစည်ရဲအတွက်တုံးနေတာကုံယထာလူလူနဲ့ ရတခကိုစစ်ကူနဲ့လက်နက်ခဲယမ်းတွေမကြာခဏပို့နေတာရှိတယ်ဟုတော်လန်ရေးတည်ရင်းမြစ်ကဆိုသည်မေလ3ရက်နေ့ညပိုင်းကလည်းတထုံမြို့နယ်မိုးကောင်းကြီးရွာမိုးကောင်းစီတီအနီးရန်ကုန်မော်လမြိုင်ကားလမ်းမှာမိုးကောင်းတရားကိုမိုင်းခွဲမှုဖြစ်ပွားခဲ့ပြီးတရားမှာလုံးဝပြိုကျပျက်စီးသွားခဲ့သည်ကျွန်တော်တို့မင်္ဂလာနဲ့နဲ့ခင်ဗျာဒီနေ့က9ရက်9လပိုင်း2025ဖြစ်ပါတယ်ဗျာ အမတော်ချင်းမြတ်နိုးသူများနဲ့တိုင်းမြေချေလူမျိုးချက်ဘာသာနာကိုချင်းမြတ်နိုးတဲ့သူများအလုံးလဲကြားတဲ့နဲ့ကြားတဲ့နဲ့လောက်ကတော့အလုံးလဲကြားလိုက်မဲ့ထင်ပါတယ်ဗျာနော်အခုဆိုရင်တမတော်ဟာနေရောညာရောဖြူစီစီအကျန်းဖက်တွေကိုချင်းမုန်းနေရဖြစ်ပြည်သူများအလုံးလဲ ကြားတိရတယ်လို့အကျန်းဖက်တိဘက်ကလည်းเนาะဒီအပြစ်မဲ့ဗီဒီယိုတွေကိုတက်မတော်ကနေမှ Jet Fighter နဲ့ခြာနေပါတယ် Jet Fighter နဲ့ပြစ်နေပါဆိုပြီးမှလည်းခစ်တိတို့မီဇီမာတို့အာရဖေတို့ BBC တို့ကနေဝါရဖြန်နေတာကြီးလည်းအလုံးတွေ့ရလိုက်မှထင်ပါတယ်ဗျာเนาะဦးဇင်းတို့ဒီနေ့ဆိုရင်9ရက်ဦးဇင်းတို့3ရက်နေ့ညဆိုရင်လည်းထုံးကြီးเนาะ3ရက်နေ့ညဆိုလို့ရှိရင်လည်းဦးဇင်းစီကိုအဲ့ဒီဘက်ကเนาะ တရင်ပိုလာပေါ့နော်ထုံကြီးတို့ပဲအဲ့မှာစင်ကူးတို့ပဲတရားနေမှာမဘို့လာလဲဆိုရှင်ဖရားတဲ့မင်းရညာထုံကြီးစိတ်ကမှာနှစ်ယောက်တည်းဒဏ်ရလာပြီးများတယ်ဖရားတဲ့ဗဒတ်တွေလည်းပါတယ်ဖရားတဲ့ညာပဲတဲ့နေဝင်းကကြတော့ဗဒတ်ကောင်းဆောင်နေလူဝဝလို့ပေါ့နော်အဲ့တော့လူဝဝလို့ညာပဲဗဒတ်ကောင်းဆောင်နေမတီအောင်စီမံဟိုလုံးနေတာဖရားတဲ့ဗဒတ်ကောင်းဆောင်နေမတီအောင်ကဗဒတ်ငယ်တွေကနေမှာစီမံဟိုခိုးခိုးလုံးနေရပေါ့နော်အဲ့မဲ့ဗဒတ်တွေတော့တဲ့ ဗရက်တွေကတော့လက်ပြက်ခြေပြက်တွေများတယ်ဖေဟာတဲ့လက်ပံလာဂိတ်မှလဲတဲ့ဗရက်ထီးတုံးကောင်မမနှစ်ကောင်မနှစ်ယောက်သေးတယ်ဖေဟာတဲ့တပီတော်ပေးဖို့တဲ့ကျန်တပီတော်ပေးတဲ့ကျန်လည်းပြောလို့ရတဲ့အချက်လက်တွေဓာတ်ပုံတွေဒါတုံးဓာတ်ပုံတွေဒါတုံးရင်ပိုကောင်းတယ်ဖေဟာတဲ့အခုရှင်ဖေဟာတပီတော်လည်းတရင်ပို့ရနည်းနည်းကြက်တယ်ဖေဟာတဲ့ wifi ဆက်တွေလည်းစရင်လိုက်ကောင်းနေတယ်တဲ့စရင်မပို့တဲ့ စရင်မပေါ်ပဲတုံးလို့မိတယ်ရင်လဲတဲ့စတိတ်ဓာဝေတိတ်90ပါဖရားတဲ့အတော်ငတ်တဲ့ဗရတ်တူပါဖရားတဲ့ဗရတ်တူလဲဗရတ်ပဲမှန်နော်အဲ့တော့မန်းဗရတ်ဒီညအတော်ထီးတဲ့တူတွေအတော်ထီးတဲ့ဖရားတဲ့အခုထီးအတန်တွေကြားနေရတော့နဲ့စင်ကူးလက်ပံလာပါတဲ့ဂျက်ဖိုက်တာတွေတောက်လျှောက်ဂျမ်ဖက်တွေကိုခြေမုံနေတယ်ပေါ့နော်အဲ့တော့လို့ကျင်လာတော့ဒီဗရတ်နောက်ပြီးတော့သူကဗရတ်တွေကလည်းရှင်ဖရားတဲ့အခုဆိုလို့ရှိရင်ပြီးတဲ့ဗရတ်တွေကိုလည်းပေါ့လိုက်ပြီးမှဖမ်းနေရပေါ့နော် ဗရက်ဒီတော်တော်များများကလည်းပြေးလွှားနေတာတွေကလည်းတော်တော်များဝင်ကြတယ်သူပြောပုံရနော်အဗရက်ဒီပြေးတဲ့ဗရက်ဒီတွေလိုက်ဖမ်းပြီးမှတဲ့ကျုံတဲ့ချီနောင်သူပြောမြင်ရတဲ့ဗရက်ဒီကိုချင်းချင်းနေပြစ်တက်နေတယ်ဖျားတဲ့ဒီ DNA တွေကလာဖုံးကျော်ရဲ့ဟိုအားအလုံးပေါ့ဗျအကုန်လုံးတော်တော်များများတွေရနေမှာဗရက်ဗရက်ခေါင်းပိုင်းတွေကတော့ရရတယ်ထင်တယ်ဗျကြည့်ရအောင်နော်အဲ့ရရဲဥစဉ်တို့ရတဲ့အတွက်ကြောင့်လဲအဆင်ပြေတာပေါ့ဗျာနော်ဘိုင် DNA နဲ့ပူပေါင်းရအောက်ကဗရက်တွေဗရက်မာလီတွေ အတက်ဒီပိစားတယ်ပြီးတဲ့ဗဒတ်တွေမိရင်လည်းပြစ်တတ်တဲ့အကြောင်းတွေကိုဒါเนาะမျက်မြင်ကိုတွေ့ဒီအဲလူလဲအခွင့်မတားလို့လာလို့မရလို့ပေါ့နော် လာလို့ရရင်တပည့်တော်လည်းအလင်းဝင်မှာပါဗျာတဲ့တပည့်တော်လည်းဒါမှားမှန်တိပြီပေါ့နောင်လာရမှန်လည်းတိပြီပေါ့တပည့်တော်တို့ဗမာလူမျိုးတွေပဲလူတို့တွေတေလန့်ပို့တာပေါ့တပည့်တော်တငယ်ချင်းတွေဆိုရင်လည်းတဲ့တေးရတာမနှဲပါဘူးဗျာတဲ့တပည့်တော်ကခံကောင်းလို့မတေးရပါဘောနော် တော့ရှင်ဘုရားလည်းဒီကဲလို့တပည့်တော်မန္တလေးရောက်ရင်လည်းရှင်ဘုရားတပည့်တော်ကိုကူညီပေးပါဦးနော်တဲ့တပည့်တော်မိသားစုနဲ့အများဆုံးပြန်ပြီးမှစုံညင်တယ်ဗျာတဲ့တပည့်တော်ခေါင်းရောင်းမွေရလည်းအေးစေးစေးလှုပ်ရှားခြင်းနဲ့ဗျာတဲ့တပည့်တော်လည်းနောင်တရလို့မဆုံးပါဘူးဆိုရင်မှဒါဥစဉ်ကိုတရင်နေခိုင်လုံးနဲ့တရင်နေတိကျတဲ့တရင်နေကိုအများရန်ဥစဉ်စီကိုဒါပို့ပေးနေတာပေါ့နော်အဲ့လိုလဲဒါတော့အန်ဒီရကင်းဘေးရှင်းပါတဲ့သူ့လိုဗရတ်တွေလည်းဟိုအများကြီးတဲ့သူ့လိုဗရတ်တွေလည်းလင်းဝင်ခြင်းနဲ့ဗရတ်တွေ ဒါမိသားစုစီကိုပန်ပြီးမှအေးဆေးဆေးနေခြင်းနဲ့ဗရက်တွေသူကပြောရဲတပြို့တို့ပြလာလို့ရှင်ရှင်ပြဘလို့အပြစ်ဒီမှန်ပေးမလို့မတူနော်တဲ့တကယ်လို့အပြစ်အပြစ်ရှိခဲ့ရင်တောင်မှနိုင်ငံတော်အစိုးရအနေနဲ့နတ်ဆက်ကအစိုးရအနေနဲ့ရှော့ပေါ်ပြီးမှအပြစ်ပေးမယ်လို့ဥစဉ်အနေနဲ့ကတော့ဒါတရားခိုင်နှုန်းယုံကြည်ပါတယ်ဗျာနော်တကယ်လို့လူတို့တွေကအပြစ်ကြီးကြီးမားမားမကျူးလွန်ခဲ့ဘူးဒါစစ်တိုက်တစ်ဖက်နဲ့တစ်ဖက်ကစစ်တိုက်တယ်စစ်တိုက်လို့ပြစ်ထားတော့ဒါအပြစ်လို့ပြောလို့မရဘူးဗျာ တို့ဒါတူတို့တစ်ဖက်နဲ့တစ်ဖက်တို့ကလည်းဒီဘက်ကိုရန်ရန်တူတို့တဘောထားမှာဟုတ်ကိုယ့်ဘက်ကလည်းရန်တူတို့တဘောထားမှာပဲပြောချင်တာတော့ပန်းနေနဲ့ပေါက်နေရမဟုတ်တဲ့အတွက်ကြောင့်ဖြစ်ကြမှာပဲဖြစ်ကြမှာပဲเนาะအဲ့ဒီအပြစ်လောက်ကတော့အပြစ်လို့ပြောလို့တော့မရဘူးပြန်တော့အပြစ်မဲ့ပြူဒီကိုဒီပေါ့ဗျာဘာမှဂျာနေဝါရအပြစ်မဲ့ပြူဒီကိုသူတို့စောစောကလို့ကုသင်းပြောခဲ့လို့ဟိုပါပေါ့နော်ဒီပြည့်တဲ့ပြူဒီကိုစာကြီးကောက်ထားတယ်ပြစ်တတ်ထားတယ်မတရားလုပ်ထားတယ်မတရားအနိုင်ကျင့်တာတွေဒါမျိုးဆိုရင်တော့ ဥစည်းလေးရောက်တော့အပြစ်ပေးပါဘောဒါပေမဲ့လည်း short ပေါ်ပြီးမှအပြစ်ပေးလိုက်မယ်လို့ထင်ပါတယ်ဗျာနော်ဘာလို့ရှေ့မှလည်းရှိခဲ့တာဘို့ဗျာရှေ့မှလည်းဒီတော်တော်များများ PDF တွေအလင်းဝင်လာတာရှိတာဘို့အလင်းဝင်လာတဲ့အခါမှာ PDF တွေကိုဒါနိုင်ငံတော်အနေနဲ့ထောက်ပံ့မှုတောင်မှပေးသေးရဲ့လို့ဥစဉ်တို့ကြားတိရတယ်ဗောမြင်တွေ့ရတယ်ဗောကြားတိရတယ်မြင်တွေ့ရတယ်ကြားတာထဲနော်အဲ့တော့နိုင်ငံတော်အစိုးရအနေနဲ့ကနတ်ဆက်ကအစိုးရအနေနဲ့တဘောရာကြီးစွာနဲ့ပေးနေရဲဆိုတော့အားလုံးလည်းဒါမြင်ပါမနော်အဲ့တော့ဥစဉ်က လာမလာလာခဲ့အလင်းဝင်ခြင်းတဲ့တူတူလည်းရှိရင်လည်းဆက်တွေ့ခိုင်းနော်အဲ့တော့ဘာမှမဖြစ်ဘူးမိသားစုနဲ့ပြောပြောရှုံရှုံအေးကြမ်းကြမ်းပဲနေရလိုက်မယ်အဲ့တော့ဦးစင်းလည်းဆွမ်းနိုင်နေမြတ်တတ်နိုင်နေမြတ်ကူညီပေးမယ်လို့တော့ဒါဦးစင်းလည်းပြောထားပါတယ်ဗျာနော်ဒါတပည့်ချင်းစင်ကူဘက်ကတတိယနေဆိုဦးစင်းကိုဆင်ဆက်မပြတ်ဒါပို့ပေးနေတဲ့တကာပေါ့နော်တကာပေါ့သူကခစ်ချင်းနေမကောင်းတဲ့တော့ကြောင့် PDF ထဲမှာဒါသူနေနေရတယ်ပေါ့နော်နေနေရတယ် ဲ့တော့ဘာပဲပြောပြောပါဦးစင်းတို့ဒီ PDF တွေတချို့ကတော့ပြောရှင်ဘေးကဒီကောင်းနဲ့လေးဝင်ခိုင်းစရာမလိုဘူးဒီကောင်းနဲ့ရှင်ဘေးကပြည့်မဲ့ပြည့်မှန်တော့မှန်ပါတယ်ဒါပေမဲ့လည်းလူတွေကအမားနဲ့လုံးဝလူတိုင်းလူတိုင်းမှာအမားနဲ့မကင်းကြပါဘူးအမားနဲ့မကင်းကြပါဘူးเนาะအမားနဲ့မကင်းကြဘူးအဲ့တော့ဦးစင်းတို့ဘာပြောချင်တာလဲဆိုတော့ဒီကြပြပြောမယ်ဦးစင်းတို့ဟုတ်လားလူတွေကအမားနဲ့မကင်းဘူးအဲ့တော့ပေါကုတော်တော်လည်းအမားနဲ့กินလားပေါကုတော်တော်လည်းအမားရှိမှာပုထုဇဉ်မရဟန်းမဲလေ ပုထုဇဉ်ရဟမဲပေါကုတော်ရဲ့တပည့်လေးလည်းအမားနဲ့ခဲလာအမားနဲ့မခင်ဘူးသူလည်းပုထုဇဉ်နေပဲနော်ပုထုဇဉ်နေပဲဥစဉ်တော်ဟိုတလောကပဲဒါမြတ်ကန်နာမှာဖြစ်သွားတယ်မြတ်ကန်နာမှာဖြစ်ပေါ်ရတဲ့အရာမဟုတ်လားကိုယ့်ဘက်ကဘဝတဏှာနဲ့ချိန်ပါတယ်ဆိုပြီးမဟုတ်ဘက်ကဝါရဖြန့်တယ်ဝါရဖြန့်တယ်ဒီတုံးရောက်ထဲမှာကြောက်တဲ့ကောင်လို့ဖွဲ့ကြီးတဏှာနဲ့ချိန်စရာအကြောင်းလည်းမရှိဘူးနော်အဖေလုံးဆိုအမြတ်ကန်နာမှာဆိုလို့ရှိရင်ဥစဉ်တော်နောက်ထပ် view ဟာမူအရင်လေးစားစရာကောင်းတယ်လူမှန်လူလည်းမမြင်ဘူးပါဘူးနော်ဒါပေမဲ့သူတရင်ကိုဥစဉ်တော်စုံစမ်းကြည့်တဲ့အခါမှာသူဟာ စစ်သားပြီးသားတယ်စစ်သားဆိုရှိတယ်အဲ့တော့စစ်သားပြီးသားတယ်စစ်သားဆိုရှိတဲ့သူတို့ကအောက်လက်လက်သားကြီးကြတော့သူကစီကံကြီးတယ်စနစ်ကြီးတယ်သူကသူများကျွေးတာသူများရဲ့လက်ထိုးတာဘာထိုးတာသူစိတ်ဝင်စားဘူးသူကစစ်တိုင်းမှာစစ်ပဲကိုစိတ်ဝင်စားတယ်သူ့အလုံးသူ့နိုင်ငံတော်ကပေးရတဲ့တာဝန်ကိုတမတော်ကပေးရတဲ့တာဝန်ကိုသူတာဝန်ကြည်အောင်လုပ်မယ်နိုင်ငံတော်သူ့တိုင်းပြည်နဲ့နိုင်ငံတော်သူ့ကာကွယ်မယ်ဘာသာတရားနာသူ့ကာကွယ်မယ်သူလုပ်เสียရှိရလုပ်မယ် အဲ့တော့အောက်ကတချို့ပုံမှုကြပါဘာအဲ့ဘူဝမှုကြနေရတားကြထားဗျတပီလို့နေထိုင်ရခက်တယ်ဗျကြက်เสียအကြောင်းမရှိဘူးဒါသူစိတ်မြေပြမှာရှေးတိုင်းမြေမှာတို့တို့ကြတော့ဟုတ်လားစုံစမ်းကြည့်တော့သူ့ရဲ့သတင်းကကောင်းတယ်ကြိုက်တယ်အဲ့လိုပဲစီကိုင်းရှိရမှာတော်ရင်တော်တယ်လို့သူကជីမွင့်တယ်ညံ့ရင်ညံ့တယ်လို့သူများပို့တယ်ဟာပါညာပေါ့သူများပြည်သူပေါ့အနိုင်မကျင့်တဲ့စစ်သားမျိုးစစ်သားမျိုးပြည်သူကပြည်ဝဆောက်ရှောက်ပေးမယ် ီတူကိုအပြည့်အဝကာကွယ်ပေးမယ်တိုင်းပြည်ကိုသူအသက်ရှိတဲ့အပြည့်အဝကာကွယ်ပေးမယ်ဆိုတဲ့စစ်သားမျိုးယူဝမှုမျိုးအဲ့တော့ဥစဉ်တော့ဘာပဲပြောပြောအဲ့လိုယူဝမှုမျိုးကိုဥစဉ်တော့အနေနဲ့တရားဂိုင်လုံးလဲထောက်ခံတယ်လို့တရားဂိုင်လုံးလဲကြိုးဆိုပါတယ်နော်ကြိုးဆိုပါတယ်အရေးချင်းလဲရှိတယ်စစ်သားလဲပြီးကြတယ်တော်လဲတော်တယ်ဟုတ်လားအချို့ကြတော့လည်းဦးလေးကြတော့ပြည်သူစစ်တွေကိုဆက်ဆံတဲ့အခါမှာတန်းတူမဆက်ဆံဘူးတန်းတူမဆက်ဆံဘူးညီညွတ်အောင်စီလို့အောင် မတည့်တဲ့ဟာကိုတည့်အောင်ပြန်ပြီးမှမတည့်မနိုင်ဘူးတချို့ချို့ဘူကြီးတယောက်ဆိုလို့ဘုံမှုတယောက်ဆိုလို့ရှိရင်ဥစဉ်တပည့်ရဲ့ဆိုင်ကယ်ကိုလည်းတိတ်ထားတယ်ဒီယူထားတယ်ပေါ့တနေ့တိုးလေးဥစဉ်တို့ဒါရှေ့မှာယူထားတယ်လူဆိုလို့ရှိရင်ဥစဉ်တပည့်တွေနဲ့ကျွေးမှုနဲ့မကင်းဘူးဥစဉ်တပည့်သောခေါင်းဆောင်ဆိုဆိုင်ရှားမရေရမှာဥစဉ်တပည့်တွေပထမဆုံးစပြီးမှတိုက်ခဲ့တယ်ဥစဉ်တပည့်ပထမဆုံးပြည်သူစစ်တမ်းမှာဝင်ပြီးမှလှုပ်ဆောင်ခဲ့တယ်အဲ့ဥစဉ်တပည့်ကျွေးတဲ့ဟာနဲ့တော့သူမကင်းခဲ့ဘူး ဒါပေမဲ့သူပြောတဲ့စကားလုံးတွေကရင်းရင်တီတီရင်းအခါကဒါသူတို့မနေရတွေးတဲ့အခါမှာလဲဗီဒီယိုဖိုင်ဓာတ်ပုံတွေအကုန်လုံးရိုက်ထားတာရှိပါတယ်သူတို့မလုပ်မလဲဘလို့တင်မလဲဆိုစောင့်ကြည့်နေဥစဉ်တော့ကလည်းတင်ဖို့ကတော့အတန်ပိုင်နဲ့အစင်တင်မဲ့အဲ့နဲ့ဥစဉ်တော့ကတန့်တဲ့ဘိုလ်ချုပ်ကိုအားနာတယ်ဘာလို့တန့်တဲ့ဘိုလ်ချုပ်ဒီနေမနာညာမနာတိုင်းပြည်ရဲ့တာဝန်ကိုအမှန်တကယ်ထမ်းဆောင်နေတဲ့အတွက်ကြောင့်အမှန်တကယ်လေးစားရတဲ့အတွက်ကြောင့်ဥစဉ်တော့လည်းအာကိုအားထားရတဲ့တန့်တဲ့မှုဖြစ်တဲ့အတွက်ကြောင့်เนาะ ။ဒါကြောင့်မို့လို့လေဥစဉ်တော့တခါလေဟိုဟာတွေချမပြလေးရလို့ဥစဉ်ကပြောချင်ပါလေဗျာ။နော်အဲ့တော့ခြေလမ်းစစ်မြေပြင်မှာတစ်ဖက်ကရန်တို့တွေဟာစီးလုံးမှုပြိုကွဲနေတာဖြစ်တယ်လို့မတရားမှုတွေတော့မတရားမှုချုံနောင်မှုအောက်ကနေလွတ်မြောက်ခြင်းတဲ့သူတွေလည်းပြည်ရဲ့ချိုးလဲရှိနေတဲ့အတွက်ကြောင့်ကိုယ့်ဘက်က စီးစီးလုံးလုံးနဲ့ညီညွတ်ညွတ်နဲ့အောက်လက်လက်သားတွေကိုလည်းကိုသားကိုရဲ့သားသမီးဗမာလို့ကိုတပည့်အရင်ဗမာလို့မစည်းလုံးတာကိုစည်းလုံးအောင် မညီညွတ်တာကိုညီညွတ်အောင်လုပ်ပေးပါလို့ပေါ့ကောတော့မေတ္တာရက်ခံနောက်ဆုံးကျင်ပါတယ်ဗျအားလုံးတော်ပါပဲဗျ